င်လောင်းမြို့နယ်မှာတိုက်ပွဲဖြစ်နေပါတယ်။ပင်လောင်းမြို့နယ်လုံပြင်ကျေးရွာအုပ်စုတွေကတောင်မဲတင်ပင်ပုံနန်းနေလုံပြင်ဆက်တဲ့ကျေးရွာတွေကို PDF ဖွဲ့တွေနဲ့ဒီရင်ဒီပူးပေါင်းတပ်တွေကနေမြေဆိုးမိုးထားခဲ့ပေမဲ့အခုနှစ်ဆက်တင်ဘာဒုတိယဘက်ကစစ်တပ်နဲ့ BNO ကအင်အားလုံးအရင်နဲ့ထိုးစစ်ဆင်ပြီးပြန်ယူခဲ့ရလို့သိရပါတယ်။အခုကရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်တောင်မဲတင်ကျေးရွာနီးမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေတာခန်တရင်မြင်းနဲ့အရှောင်ကူညီနေတဲ့သူတွေကပြောပါတယ်။အောက်တိုဘာ9ရက်နေ့မနက်ပိုင်းကစလို့ စစ်တပ် PNO ပြည်သူ့စစ်ဘူးပေါင်းတပ်နဲ့ PDF တပ်တွေကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာလို့သိရပါဗါဒတော်လန်ရင်အင်အားစုဘက်ကပြန်ပြီးထိုးစစ်ဆင်တယ်လို့ကြားတဲ့အတန်ကြီးအတန်သေးအစုံဘဲမနဲ့ကလေးကလိုပဲသိရတယ်လို့ရှမ်းတောင်စစ်ရေးတရင်မိကပြောပါဗါဒတိုက်ပွဲနီနာကကြေးရွာတွေအနေနဲ့လုံခြုံရေးအထူးပြုဆက်ကြဖို့နဲ့လူစုလူဝေးလုံးဝမလုပ်ကြဖို့စစ်ဆောင်ရေးကူညီနေတဲ့ကိုရာဇာက တိုက်တွန်းပါဗါဒတိုက်ပွဲပဲနေရမှာပဲဖြစ်ဖြစ်မိမိနေထိုင်ရာကြေးရွာနဲ့စစ်ဆောင်စခန်းတွေကိုအချိန်မရွေးလျင်နဲ့ပုံကျဲခြင်း လက်နက်ကြီးပစ်ခတ်ခြင်းအသေးခံတရုံဖြင့်ပုံကျဲခြင်းများအချိန်မရွေးပစ်ခတ်တိုက်ခိုက်နိုင်နေဆိုတာအမြဲတမ်းရှိကြပါလို့သူကပြောပါတယ်ဒီကနေ့တောင်မဲတင်းရွာတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ဒေတာခန်တော်လန်ရေးအင်အားစုတွေကိုဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်ကရင်နီနဲ့ရှမ်းတောင်နယ်ဆက်ဖေကုံမြို့နယ်နဲ့မိုးရဲမြို့ဘက်မှာလည်းစစ်တပ်နဲ့ပြည်သူ့စစ် PNO တို့ပူးပေါင်းဆက်ရေးလှုပ်ရှားတာတွေကြောင့်ကြိုးကြတိုက်ပွဲတွေရှိနေတယ်လို့ KNDF ကအောက်တိုဘာ6ရက်ကထုတ်ပြန်ထားပါသေးတယ်။အောက်တိုဘာ8ရက်နေ့သတင်းကတော့ မမ်းမောင်မြို့ကို စစ်တပ်နဲ့ SNA ပူးပေါင်းတပ်ကအင်အားများပြားနဲ့တံပြန်ထိုးစစ်ဆင်လာလို့တိုက်ပွဲဖြစ်နေပါတယ်။မမ်းမောင်မြို့ဖြစ်စဉ်ကိုအဆက်ကနေပြောပြပါမယ်။မမ်းမောင်မြို့ကို2025စက်တင်ဘာ20ရက်ကမတ်တဲ့စစ်ဒေသကုကဲမှုနဲ့တင်ပိုက်ခဲ့ပါတယ်။မမ်းမောင်မြို့မှာရင်ထွန်းဘူဟာမူ UZ SNA တပ်မဟာ614ကို190နဲ့ရဲပြူစောတီပူးပေါင်းအင်အား400ဝင်းကျဲခြေချနေထိုင်တဲ့မြေသိချင်းရွာကာကင်းကုန်းမြေသိချင်းရွာတာဝါတန်ကုန်း အောင်ကဘာဒင်ကီတီဗီကျွဲကောကုန်းရမြေတီချင်းရွာကုန်းကြီးချောင်းတွေကိုစက်တင်ဘာ15ရက်ကစားပြီးထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။မြို့အနီးကဒမ်ဘိုစီဆိုင်ဘင်္ဂလိုကုန်းနားရက်ကရွာစစ်တောရွာကျုံတောင်စခန်းကုန်းဗမ်းမောက်မြို့ဘျူဟာကုန်းအောင်တာကုန်းရစခန်းကုန်းလူစင်ကုန်းဖုန်ကြီးချောင်းဗမ်းမောက်မြို့မစာတင်ချောင်းဗမ်းမောက်မြို့ရဲစခန်းမြင်းနနာဖုန်ကြီးချောင်းနေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖုန်ဖြိုးတို့တဲ့ရေးတင်တဲ့ချောင်းကိုတင်ပိုက်နိုင်ခဲ့တယ်လို့အမတ်တက်စစ်ဒေသကထုတ်ပြန်ထားပါတယ်။စစ်တပ်နဲ့ SNA တပ်တွေကရွှေချောင်းရပင်ဟင်းခါရွာနဲ့တာယာကုန်းရွာတွေမှာ ကာကင်းထိုင်ထားပြီးအများစုကဗန်းမောင်မြို့နယ်မြောက်ဘက်ခြမ်းကမန်ကုန်းရွာနဲ့နောက်တော့ရွာတွေကိုဆုတ်ခွာပူးပေါင်းသွားတယ်လို့သိရပါတယ်။ဗန်းမောင်မြို့ဟာ NUG လက်အောက်တရင်တပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့အင်းတော်မော်လူးနဲ့ပင်လယ်ဘူးမြို့နီးမှာရှိပါတယ်ကားလန်တိုင်းဆိုပါကအင်းတော်မိုင်း30မော်လူးမိုင်း50နဲ့ပင်လယ်ဘူးမြို့ကို60တဲ့မိုင်ဝန်းကျင်သာကွာဝေးပါတယ်။ PDF တွေတင်ထားတဲ့စကိုင်းတိုင်းကဗန်းမောင်မြို့ကိုရှမ်းနီတဲ့အစံအေကအင်အားတထောင်လောက်သုံးပြီးတံပြန်ထိုးစစ်ဆင်နေတယ်လို့ ဒေတာခန်တွေနဲ့စီရီတရင်မြေအချို့ကပြောပါတယ်။ဟုံမလင်းခြေဆိုင်စစ်တပ်ပါတယ်လို့ SNA ရဲ့တပ်မဟာ990နှစ်ကနေထုံးထုတ်စစ်သား900လောက်ထိပါတယ်ဗမောက်မျိုးကမဆုတ်ခင်မူလ SNA တပ်သားတွေနဲ့ဆိုအင်အားကတော်တော်များတဲ့ဖူထိုးလာတာလေလူအင်အားသုံးတာပေါ့ထောင်ကနေမကျော်လောက်ဘူးလို့စစ်ကိုင်းထက်ပိုင်းစီရီတရင်မြေကပြောပါတယ်။တံပြန်ထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ SNA တပ်တွေကို PDF တပ်တွေကတိုက်ခိုက်နေတာကြောင့်နေစစ်တိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။ 6ရက်နေ့က9မိုင်กว่าဒီနေ့အောက်တိုဘာ10ရက်မှာတော့ဗမ်းမောင်မြို့နယ်3မိုင်နားထိရောက်လာတဲ့ဒေတာခန့်တိုင်းရင်သားဖြစ်တဲ့ကဒူးတိုင်းရင်သားတရကျော်လောက်ကိုမျက်နာကိုဝစ်စီပြီးဖမ်းခံရတယ်လို့ဗမ်းမောင်မြို့ခံတရင်မြစ်ကပြောပါတယ်။ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ကဒူးတိုင်းရင်သားတွေဟာဗမ်းမောင်မြို့အနောက်ဘက်ခြမ်းကအလဲရွာနဲ့စက်တော့ရွာဒေတာခန့်တွေဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲခြေနေတွေကြောင့်မြို့နီးတဝိုက်ကြီးရွာဆဲ9ရွာဝန်းကျင်နဲ့မြို့ပေါ်၄ရပ်ကွက်ကပြည်သူတွေဟာဘေးလွယာရှောင်တိန်နေကြရပြီးအချို့ကြီးရွာတွေက အသက်လူပြေးဆောင်လာရတာကြောင့်စားတော့ဆရာဝိထဲဆောင်းချင်းထောင်းများလိုအပ်နေရလို့ဒီကနေ့အောက်တိုဘာ၈ရက်ညပိုင်းကအတည်ပြုပါတယ်။ဝမ်မောက်မြို့အနီးမှာစစ်ဆောင်နေရတဲ့ပြည်သူ၂000ဝန်းကျင်ရှိပြီးအရေးပေါ်ကူညီတွေလိုအပ်တယ်လို့လည်းစစ်ဆောင်ရေးကူညီနေတဲ့သူတဝီကဆိုပါတယ်။လက်ရှိစစ်တပ်နဲ့ SNA တပ်တွေတံပြန်ထိုးစစ်ဆင်လာတာပတ်သက်လို့ဗမ်မောက်မြို့အခြေစိုက်ကာကွယ်ရေးတပ်တွေကိုစစ်တွေမြင့်မြင့်နေစေဖြစ်ပါတယ်။